အဲ့ဒီကဏ္ဍငါးပါးဟာသူ့ပင်ကိုယ်သဘောကဖြင့်ဖြတ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 ်နဲ့ခဏခဏဖောက်ပြန်ပြည့်ရှိနေတာအဲ့ဒါဒကာဓမ္မတွေကသူ့ပင်ကိုယ်သဘောသိအောင်စူးစိုက်ပြီးကညာလင်းနဲ့စောင့်ကြည့်နေရမယ်တဲ့ဝိပဿနာဆိုတာခန္ဓာကဘာပြောတယ်ဆိုတာစောင့်ကြည့်ရတာဝိပဿနာလို့မှတ်လိုက်စမ်းမှန်ပါဗျာခန္ဓာကပြောတာစောင့်ကြည့်ရတာဝိပဿနာ ဩဝိပဿနာဆိုတာဘုန်းကြီးတွေကဓမ္မတွေအလွန်ခဲယဉ်တယ်လို့အောက်မေ့ပြီးဒီကလာနေကြညားတယ်ဆရာမပြနီးမရလို့သာလျင်ခုခမောင်ရဲ့ရှုပ်ပွေးနေတာမှန်ပါပါသေသေးချာချာရှင်သာရိပုတ္တရာကဟောတာကတော့ဝိပဿနာကွာတဲ့အရှိခန္ဓာကြီးကပြောတာမင်းတို့ကစောင့်ကြည့်ကြည့်နေဖို့ပါပဲမှန်ပါပါဝိပဿနာဆိုတာအရှိခန္ဓာကြီးကပြောတာစောင့်ကြည့်ကြပါဒီကဓမ္မတို့မှန်ပါပါခန္ဓာ၅ပါးရှိတရားကြီးက အမျိုးမျိုးသောဟောက်ပြာမှုအမျိုးမျိုးသောပျက်စီးမှုတွေကိုပြတာကိုဒီကညာနဲ့စောင့်ကြည့်နေပြီဆိုမှပြန်ဒါဝိပဿနာဖြစ်တော်တာပဲလို့ဥပါရဏုခမောင်းတို့မှတ်ဖို့ပေါ့မှန်ပါဗျာဟောဒါဖြင့်အလုံးစုံဓမ္မတွေဝိပဿနာဆိုတာရှုရမယ်လို့လားစောင့်ရှုစောင့်ပြီးကြည့်ရမယ်လို့လားဆိုတာသတိထားပါစောင့်ပြီးကြည့်ရမယ်လို့နော် ဂရမရဥပဒနာဆိုတာဘာပါလဲ။စောင့်ပြီးကြည့်ရမယ်လို့။စောင့်ပြီးကြည့်နေတော့သူယူဘက်ခန္ဓာကလည်းယုတ်တိတိယူပန်းဆိုရယ်သူကဖောက်ပြန်တာ။ခန္ဓာ၅ပါးကလည်းတို့ကျန်တဲ့ခန္ဓာတွေကလည်းဘာလို့ပန်နေမလို့ဆိုသူတို့လည်းအကုန်ပဲလောကနာပလောကနာထင်တာလောကောလို့ဆိုသောကြောင့်ခဏခဏပြက်လိုက်ပြက်လိုက်သူတို့နေတာပဲ။ အဲ့တော့ဒါကိုဘုန်းကြီးတို့ကဓမ္မတွေကစောင်းပြီးဒီကလာထိုင်ဖះရှိမထိုင်ထိုင်ကိုရရဲမဘထိုင်ထိုင်မတိုင်းချင်းပဲလည်းပဲနေနေနေချင်းသလုံးနေပါဘုရားသခင်ကိုရမကြီးကဥပဒနာရှိတာဘယ်လိုနေရမလဲလို့မဆိုပါဘူးဘယ်နဲ့ကြောင့်ဘယ်လိုနေရမလဲလို့မဆိုဘူးလို့ဆိုရတယ်ဆိုတော့ဥက္ကမောင်တို့ကသတိထားမိပါလိမ့်မယ်နော်တရားနောဟာတရားနောမိတိပဇာနာတိဆိုတော့ဟိုအိတ်တာလဲအိတ်ရရှုกว่าလို့ပြောမှန်ပါပါ ကိစ္စံတော်ဟာကိစ္စမိတိပဇံနေဥသွားတာလဲသွားရင်ရှိရတာပဲမပြောဘူးလားပြောပါဗျာဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကဥပဒနာဆိုတာကအပန်းမွားကင်တော့ထိုင်ကြတာပေါ့ဗျာမှန်ပါဗျာနောက်အပန်းဝလာတဲ့ခါကျတော့ဖြင့်အားလုံးဥဟာတို့ဘာမှမလိုတော့ဘူးတွေးတဲ့ချိန်ကသူကပြောတဲ့ချိန်ဥပဒနာချိန်ကြီးမှန်လိုက်မှန်ပါဗျာ ရှင်းမလားခန္ဓာကပြောတဲ့အချိန်ဟာခန္ဓာဆိုတာကလည်းဓမ္မတွေဘယ်ချိန်မပြောဘူးလို့ဘယ်တော့မှမယူနဲ့အမြဲတမ်းဖောက်ပြန်ပြည့်စည်တတ်တဲ့ခန္ဓာကြီးဖြစ်နေတော့ဝါလည်းဖောက်ပြန်ထိုင်လည်းဖောက်ပြန်အိတ်လည်းဖောက်ပြန်စောင်းနေလည်းဖောက်ပြန်တာပဲသမင်းစားနေလည်းဖောက်ပြန်တာပဲဆဲလေးတောင်းနေလည်းဖောက်ပြန်ပြည့်စည်နေတာပဲကျိုးတာပဲ့တာလေဩော်ဒါဖြင့်ဥပဒေတို့အဲ သေးသေးချာချာစဉ်းစားကြည့်တော့မှဩနိဗ္ဗာန်ဒီခန္ဓာကပြောတဲ့အချိန်ကြည့်ကြည့်တဲ့အချိန်မှာညံတဲ့ရောက်ပြီးဒီကာလဒီကန္တာမလို့ခြင်းလို့ဆုံးတဲ့အချိန်မှာဖြင့်အရင်ဆုံးတဲ့အရင်နိဗ္ဗာန်ရတာပဲဒါပြန်ကဓမ္မတို့ဥပဒနာဆိုတာဘယ်အိဗယ်ပါလိမ့်မလို့ဆိုတော့ယနေ့ရှင်းမလားရှင်းပါပြီဆောင့်ကြည့်ရမယ်အိဗယ်မျိုးသဘောပါကြဥပဒနာဆိုတာဘယ်လိုလုပ်ကြရအောင် အဲ့နေလဲစောင့်ကြည့်နေရပ်ပြီးဒီကလာလဲစောင့်ကြည့်ရင်ကြည့်လိုက်ဘဝရင်လဲစောင့်ပြီးကြည့်ပါ तू ဘာလုပ်နေလဲ तू ဘယ်လိုဖောက်ပြန်နေတယ်ဆိုတာဥက္ကမောင်ကြည့်ပြီးပါနော်